ိုးချင်းဒီတခွက်ရယ်နောက်ပြီးမွေးထားလို့လည်းရတယ်နော်ဒီတခွက်ကမွေးထားလို့လည်းရတယ်ဒီကောင်ဒီချင်းလည်းကောင်းတယ်နောက်တစ်ခုကဒီထွိုင်းရယ်နော်ဒီထွိုင်းစေကွက်ဒီချင်းထွိုင်းလည်းကောင်းတယ်ဒါကတော့ကျွန်တော်ရဲ့ကစားကွက်ထည့်ရပါတော့ကျွန်တော်ကစားနေကြဒါပေမဲ့ပြီးခဲ့တဲ့အချိန်ကအပတ်စဉ်ဝင်ထားတဲ့မန်ပါလေးကိုကျွန်တော်တော့၈နှစ်ကျော်ကရှင်းကားတော့ဩတာပဲရှင်းကားတော့ဩတယ်အဲ့ရှင်းကားတော့မွေးချင်တယ်မွေးထားနှစ်နှစ်ကျော်ကနားအောင်ယူလာနှစ်နှစ်ကျော်ကနားအောင်ယူတဲ့အချိန်မှာငါးခါရဲ့တပွဲကျော် အခြားလိုင်းကြီးလည်းရှိတယ်ပေါ့ဗျာကျွန်တော်ပြောခဲ့ပုံစံဖြစ်ပါတယ်ဒီဘက်လည်းရှေ့နှစ်နှစ်ကျော်ကဗတိ6ရှစ်ပါတော့ဗတိ6ပေါ့နော်ဦးလေးမင်္ဂလာပါရှစ်ပါတော့ဗတိ6ဆိုပြီးတော့လို့ဝင်နေသူကလှည့်သွားတယ်ဒီကိုရှိခုနေကကျွန်တော်ဟိုနှစ်ဆက်ကြတဲ့ချောင်းကြီးတဲ့ကနန်းကြီးလာမဲ့ပွဲရတယ်မဖြစ်မနေပါတော့မှာပေါ့ဘာလို့ကျွန်တော်ကဒီပွဲကိုရှစ်ထိတ်နဲ့နောက်ပေါင်းရှိရေရှစ်ထိတ်နဲ့ဗတိ2ရေကိုမမမကင်လိုက်တဲ့အချိန်မှာအဲ့ကောင်လေးဖြုတ်လိုက်ရအဲ့လိုကိုနော်ကံပေးတယ်ပေါ့နော်ညာလည်းပြတ်ခဲ့ပါတယ်ဒီဘက်မှာပါဝါနန်းနန်းလေး အဲ့တော့ကျွန်တော်တို့ပြီးခဲ့တဲ့အချိန်ကပြီးခဲ့တဲ့အချိန်ကဟာဒီ2 5 6လာအဲ့ဒီ2 5 6လိုင်းကိုပဲကျွန်တော်ကဒီ3ခုလေးအထောင်းနဲ့ပြန်ဖမ်းလာတော့3ခုလေးအထောင်းနဲ့ဒီလိုပြန်ပြန်ဖမ်းလာအဲအဲ့ဒါဆိုရင်ဒီဒီချိန်လုံးကကျွန်တော်ကရွတ်လာရွတ်ပြီးဖမ်းလာချိန်တွေနှစ်ခါကအဲ့လိုရွတ်မှရတယ်လွယ်ရောလွယ် ပေါ့နော်သူကလိန်နေတာဗျညဒီနှစ်တက်လိုင်းကဒီညမှာပြိဿဆိုပြီးကျွန်တော်ပြီးခဲ့တဲ့အချိန်ကဗလေးလေးကန်ပြည်တယ်ဟော6တက်ပြန်ကြထက်ရက်ကြံကြတွေ့တယ်နော်ဒို့ပေမဲ့မယူဘူးကျွန်တော်ကကျွန်တော်လိုင်းနဲ့အမကဟိုခွန်9ခွန်လိုင်းပါကသူကပြန်ကြနှစ်ခါလုံးလဲသုံးခါမြောက်ရောက်ပြင်ကျွန်တော်ကတိတ်ပြောလို့လို့မရအောင်ကြားရင်လေးကြားသွားနေတာပေါ့ကျွန်တော်တိတ်ပြီးတော့အကြိုက်နေသွားတယ်အော်ရှစ်အော်ထုတ်ဖို့လားတိတ်မထုတ်ဖြစ်တော့ဘူးပေါ့နော်ထက်ရက်ပြန်ကြအောင်ဘာလို့လဲဆိုတော့အဲ့ညမှာသူလှည့်ရင်ဒီလေးပဲလေးပဲထားပြီးတခြားကနန်းဆိုပြီးကျွန်တော်ခွန်6တက်ထုတ်ခဲ့တယ် ဟိုချောင်းကလည်းကိုရီးယားနော်ကောင်းတာယူအဲ့မှာသူကဒီဗရင်းငမျိုးကောင်းကို၄ဗရင်း၆ဗရင်း၁၀ဆိုပြီးတော့ပြန်ဖြစ်တယ်ဒီမှာဒီရှင်းကားနဲ့ဗရင်းငမျိုးကောင်းကို၃ရက်ဖြစ်ချင်းနေဘူးဒီမှာသူက၄ဗရင်းဝင်ပြီးမှ၆ဗရင်းကိုကဒီရှင်းကားနှစ်သားသူကပြည့်ထည့်ပြန်ကြောက်ဦးမကြဘဲနဲ့သူကဗရင်းငမျိုးကောင်းကို၃ရက်ဖြစ်ချင်းနေသူကလုတ်ပါပြန်ရောအဲ့ပထမမှုကအဲ့ဒီပထမမှုကိုကျွန်တော်ပြမယ်ဒီနေ့ဘုံလုံးစကူကတည်းကကျွန်တော်လုတ်ခဲ့တာပေါ့နော်အဲ့တော့ဒီမှာပေါ့ဒီစီတော်ထဲမှာ၆၅တောင်းက၆၅တောင်းလို့ပေးတယ် ချောင်းသားလို့တည်မင်္ဂလာပါနော်မမီလာလေငါကိုချောင်းလို့ထိတ်တော့လုံးပြန်နေနှစ်ကပ်ပဲရှိတာအဲ့ဒီကောင်ကပြန်ကြတော့ဟောဒီ3 4လို့စောင်းနေအကြိမ်တိုင်းနဲ့ပြန်ကြတာလားပြန်ကြတဲ့အကြိမ်တိုင်းကနေ1 2 3 4 5 6 6မိနစ်ကောင်ကိုတွားလိုက်တာနဲ့ထည့်ရင်ကြတာအဲ့ဒါကပြီးခဲ့တဲ့ကိုရကြီးလားကိုတဘွဲကယူလာကဘယ်ချိန်မှယူလို့ကျွန်တော်6 6တိတိုင်ခဲ့တဲ့ချိန်မှာမင်္ဂလာပါနော်ကိုချောင်းညဘယ်မှာယူလဲဆိုတော့ဒီ5 6 6လို့ထိတ်တော့လုံးလေးတယ် ရှိရကဏ္ဍကပြန်ကြခဲ့တော့ဒီ၃ခုလေးလို့ထိပ်စီတုံးလုံးဆောင်ထိုးတဲ့အချိန်တိုက်ကိုပြန်ကြခဲ့တယ်။ပြန်ကြခဲ့ပြန်ဒီ၃ခုလေးကဒီမှာသွားလေဆိုတော့ဒီကနေဒီ၃ကနေတနည်းနည်းသုံးနည်းလေးနည်း၅နည်း၆နည်း၆နည်းမျိုးကိုသွားပြီးခုလေး၃လို့ပြန်ထောင်။ထောင်တော့အဲ့ဒီကောင်ကပထမဆုံးခုထိပ်တဲ့ကဏ္ဍကရှေ့၁၀နည်းမျိုးအချိန်တိုက်ကောင်1 2 3 4 5 6ခု9နည်းဆောင်တက်လိုက်တယ်နှစ်ပွဲကျော်လာအဲ့၁၀နည်းမျိုးကနေနော် အဲ့လိုလုပ်ပြီးတော့ဒီ3ခု4ကိုယူဆရတာတော့ခု4 3ကိုပြန်ထားမှာအဲ့ဒီခု4 3ရဲ့အကျင့်ကတိ1 3 4 5 6 9 10 11 12 12ကျင်းရောက်ကတဲ့နာထိုက်ပြန်ကြနော်ဒါကကျွန်တော်ထိုက်ပြန်ကြမှာယူ break ထပ်လို့ပြီးတော့ကျွန်တော်6 6 6တွေကိုနင်းလိုက်တာအဲ့ဒါဆိုရင်ဒီမှာ5 6 9ရဲ့ပုံစံတူတဲ့9 3 8က5 9 6လို့လဲတယ်လဲပြီးတာနဲ့ဒီနေ့အကျင့်ကဒီမှာပုံပြဒီမှာ break ခုအသေး ရိုက်တယ်ဘိတ်ဆက်ခွန်လို့ဖြစ်တယ်သူ့ပုံမှာရှေ့ဘူးလို့ရိုက်ခဲ့တယ်အဲဒီမှာကလည်းဒီတိုင်းပဲ996လို့လဲရတယ်သူ့ရဲ့ဒီစပင်းကျော်ဆောင်မှာဘိတ်ခွန်အပြီးဘိတ်ဆက်ခွန်သူ့ပုံမှာရှေ့ဘူးဆိုပြီးကစားခဲ့တယ်ကစားခွက်အဲဒီကောင်ပြန်ကြတော့သူ့ခွန်လေးလို့ဆောင်းဆောင်းထိုးတဲ့အချိန်တိုင်းကိုပြန်ကြတယ်အဲဒီကောင်ကဒီမှာဒီမှာပြန်ကြတော့ကိုလုံးရှိကပြန်ကြခဲ့တော့ဒီမှာ96လို့ဆောင်းထိုးတဲ့အချိန်တိုင်းကိုပြန်ကြခဲ့တယ်အဲဒီ96လေးဟာဒီကနေ့တနေ့နေ့3နေ့4နေ့5နေ့6နေ့6နေ့မှာသွားပြီးတော့ခွန်လေး3လို့ထောင်နေတဲ့အချိန်မှာသူ့ရှေ့30မိနစ်ကဟောဒီခွန်3ခွန်လေး6ထောင်တာတော့1 2 3 4 5 6ခွန်ခုနှစ်သွားလိုက်တာနဲ့ခုနှစ်ဆောင်းတက်လိုက်တာနဲ့နှစ်ပြင်ကျော်လိုက်နှစ်နှစ် မှန်လိုက်ကြော်လိုက်ရတယ်ဆိုအဲ့ဒါဆယ်နှစ်မြောက်ပဲအချိန်ကြိုက်ကြီးရိုက်နေတာအဲ့လိုရိုက်နေတာခွန်လေးသုံးလို့ပြန်လာအောင်အဲ့ဒီခွန်လေးသုံးကဒီသုံးခွန်လေးလို့ဆောင်းထိုးခဲ့တဲ့ဒီ69596ထောင်ခဲ့တဲ့အချိန်ကြိုက်ကိုကြားခဲ့တယ်ပြန်ကြားကနေရစင်းမြင့်နော်အဲ့ဒါအဲ့လိုပြင်စင်းမြင့်အဲ့ဒါဆိုဒီသုံးခွန်လေးရနေကျွန်တော်ဆက်နှစ်ချိန်စင်းတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်6ချိန်9ချိန်10ချိန်7ချိန်9ချိန်10ချိန်11ချိန်12ချိန်12ချိန်တော့မှကြားတဲ့ကနာကိုကျွန်တော်တို့ကထပ်ရိပ်ပြန်ကြားတွေ့ရနှစ်ငါးရှစ်သူကိုကအဲ့လိုမယူဘူးကျွန်တော်ဗလိထပ်ပဲယူတာထပ်ရိပ်ပြန်ကြားဖဲ့ဖို့မဖြစ်ဘူးအဲ့မှာပါလာလို့မသိဘူး။ရန်ထဲမှာပါလာပါလာလို့မသိဘူးပေါ့နော်။ကိုယ်ဖိတ်ချက်ကိုယူရဲ့အချိန်မှာသူက လှည့်သွားတာကဗရိနှမျိုးပေါင်း၃ညဆိုပြီးတော့ဗရိနှမျိုးပေါင်းကို၃ညဆိုတဲ့ပုံစံနဲ့အဲ့ဒီ၃ညယူတဲ့ပေကြီးလိုရဆွဲပြောဒီမှာဒီ၆၉၅စင်းမြစ်ကနေလာခဲ့လို့ဗရိခွန်ထက်ခဲ့လို့ခွန်နှက်ခတ်အဲ့ဒီမှာခွန်ခွန်ဗရိထက်ခဲ့လို့ဒီမှာဗရိနှမျိုးပေါင်းခွန်နှက်ခတ်၃ညလို့အဲ့ဒီလို၃ည၃ညထက်တယ်လို့ပြောလို့ဒါပြောလို့ရတာပဲနော်ဒါနှက်ကလိုက်ရဒါတွေကအဲ့ဒါဆိုရင်အဲ့ဆိုရင်ဒီပွဲမှာလည်းကျွန်တော်ကဗရိချောက်အထက်ဆုံးကြီးတိုင်းချင်းပါတော့အဲ့ဒီလိုပဲတစ်ချက်ဒီလိုင်းတော့ရတယ်ပဲနော်ဒီ၃ခုနေရဒီလိုထောင်းတော့ဆက်နေပြင်ရောက်ခဲ့တာထက်ရပြင်ရောက်ကျွန်တော်ဗရိနဲ့ကြိုက်မဟုတ်ဘူးနောက်တစ်ခုကြိုက်လည်းပြင်ရအောင်ဒီ၃ခုလေးလိုထောင်းခဲ့တယ် ်ဘာလို့ပြင်းလဲဒီကဘယ်နှမျိုးပေါ့ပဲစေလို့ဖြစ်တယ်အဲ့ဒီတစ်စေလို့ဖြစ်ပါပြီဖြစ်မှာဆိုရင်ကျွန်တော်ကဒီ3ခု4ရာနေအကျဉ်းတိုက်ကိုနေကြခဲ့တယ်ပြန်ကြရတယ်ပြီး1 2 3 4 5 6 6ကျောင်းမှာကြားရတယ်ထည့်ပြန်ကြအောင်ကျွန်တော်ကဗရိတ်ချပဲတိုက်တာအဲ့ဒီမှာလည်းဒီလိုလုပ်ရတယ်ဗရိတ်နှမျိုးပေါ့တုံရနေပြန်လုပ်တော့တယ်လိမ့်တာတော့လိမ့်တာကျွန်တော်ရွေးရုပ်ရှင်ချောင်းကိုအဲဗရိတ်ထပ်ပြီးတိုက်တာဒီနေ့တော့ထည့်ပြန်ကြတဲ့ကိုနော်ဒါပေမဲ့ကိုယ်လိုင်းရဲမှာကဒီမှာခွန်9ခွန်3ကလိုင်းမှာကြတော့သူကဒီကိုမြင်တာပေါ့နော် ကိုလိုင်းရတော့ပါမျိုးလို့ပါဘူးဒါတခြားလူလည်းမြင်ပါပဲအဲ့တော့ခွန်ခွန်ငါးခွန်ထောင်တာနဲ့သူ့ရဲ့ခွန်ငါးခွန်လိုဖဲထွက်တာနဲ့သူ့ရဲ့နောက်တစ်နေ့ကျော်မှာထပ်ရပြန်ကြနှစ်ကက်ဖြစ်နေပြီဒီမှာပေါ့ဗျာဒါကကျွန်တော်တို့ပြီးခဲ့တဲ့ပွဲကပြီးခဲ့တဲ့နေ့ကငါးတောင်ရတော့မှာအောင်ခဲ့တဲ့ဥစ္စာအခြေကကြီးရေကခွန်ကိုကိုဆိုတာဒါပေမဲ့ဒီခွန်ငါးခွန်တဲ့ပါပါနှစ်ကက်ထိုင်နေထောက်ကြလို့နှစ်ကက်ခွဲပြန်တယ်အဲ့သူ့နဲ့အခြေကမှာလေ1 2 3 3 4ဒီနေ့တုံးပြတဲ့လည်းသူ့အပေါ်တော့ပို့ချင်မှထည့်ရပြန်ရတွေ့တာပဲเนาะဒါကအဲအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာခွန်ငါးခွန်ခွန်ငါးခွန်ထောင်းတာလေသူကခွန်ငါးခွန်လို့ထွက်တာလေသူနောက်တစ်နေ့ကျမှထည့်ရပြန်ကြပထမက ်ပင်ငါးဆရာထည့်ကြပါတယ်ဒုတိယကငါးပရိပြန်ကြလို့ပြောလို့ရတယ်တတိယကျတော့ထည့်ရပြန်ကြအောင်မလားလေးပရိကပြန်ကြသွားပြီနော်ဒါပေမဲ့ဒီကောင်လည်းထည့်ရပြန်ကြသွားတော့မသိဘူးကောနော်ကြိုက်လို့ဆိုရင်တော့လေးပရိက၃၆မှာပြန်ကြသွားပြီအဲ့ဒါဟုတ်လားအဲ့ခွန်ငါးကပြီးတဲ့နေ့ကလည်းကျွန်တော်ဒီငါးသုံးရငါးငါးသုံးကမအောင်ပြေတာဒီငါးသုံးရတော့ငါးသုံးရတော့မမမမမအောင်ပြေတာအဲ့ဒီကလေးနဲ့ငါပါဝါနက်ခတ်တယ်သုံးကတ်ကိုသူကနှစ်ကတ်ကိုကပါဝါနက်ခတ်တယ်နေထောက်လို့ အဲ့ဒီအယူအဆလေးနဲ့ဒီ line နဲ့ဒီတော့ငါမကနန်းထုတ်တာမဟုတ်ဘူးပေါ့ကြာတခြား line တွေနဲ့ပါတော့လဲ့ပြီးတော့ထောက်ကြည့်ရတဲ့အချိန်မှာဒီကနန်းထွက်သွားတယ်။အဲ့ဒီနဲ့ဒီကနန်းကသွားရင်လည်းဒီကနန်းကနန်းဒီမှာပြန်ကြတယ်ဒီ6လေး6ပြန်ကြလို့ထည့်ပြန်ကြလို့ယူစားလို့ရတယ်။ကျွန်တော်ဗရိတ်ထက်ကိုခိုင်းတာ။ဗရိတ်ထက်တကယ်ကြီးဒီနှင်းငါးရှိ line ကနေဗရိတ်မျိုးပေါင်းတုံးရနှစ်ပွဲလုံးပြန်ခံရတာ။အဲ့အဲ့ဒီမှာတကယ်။အဲ့ဒါအခုဒီမွေးခြင်းမွေးတာပေါ့နော်။မွေးခြင်းမွေးတာဆိုတာကကလင်နာမှာဒါရီကတော့ထားလိုက်တယ်နော်။ကလင်နာမှာကျွန်တော်ဒီမှာဒါရီကကျွန်တော်ဟိုတနေ့တည်းကပြခဲ့ဘူးလေ line မဆိုင်ရောက်လာတယ်။ကျွန်တော်အမိကအခွေရှာတာပေါ့။ လေးနာမ၄၃၅လို့ဝီရှိထိုးပြီးဆိုတာနဲ့သူ့ဘုံမှာခွာငါးပဲမှတ်တယ်။အဲ့ဒီခွာငါးကရဲ့ဒီတောင်းမှာကနန်းဟာနောက်တစ်နှစ်ကျော်မှနောက်နှစ်နှစ်ကျော်မှလိုက်ထွက်တယ်ဒီမှာထွက်တယ်။ထွက်ပြီးတော့သူကသူ့ဘုံမှာသူကဒီ၃ဒီကောင်ကကနန်းခွာနေပြန်နော်။ဟုတ်လား။ဒီကောင်ကကျွန်တော်ပြန်ကြောက်စရာလေးဆိုတာ။ကနန်းလေးပါတဲ့။ဘူးဒီဘူးထားနော်။အဲအရှင်းလာတော့မှဒီလိုဘွေးလေးကောင်းတယ်နော်။ဒီလိုဘွေးလေးပြောလို့မရအောင်။ဒီဘွေးလေးကြာသွားနေမှာ။အဲ့တော့ဒီမှာဒီမှာဒီမှာ၄၃၅လောက်ဒီမှာ ဘူးရှိသူကတုံးကပဲရှိတယ်ခွန်ခွန်ငါးခွေတလူလေးပေါ့နော်အဲသူ့ဘောမှာသူကဘယ်မှာဆုံးတက်မှာခွာငါအခွာငါလို့ဖြစ်ပြီးကမှသူဒီသူ့တောင်းမှာကနေတိတုံငါးငါးနောက်မနေ့ကျော်ထုတ်တဲ့အချိန်မှာကျွန်တော်ရဲ့ယူဆတယ်မှာတုံးရှိတူတွေတုံးရှိအခွာသူ့ရဲ့အောက်တော့ဘွဲချုံမှာရချွတ်တယ်ပြန်ကြမလားထိုင်ပြန်ကြမလားနော်အဲဆိုရင်ကျွန်တော်ကဒီမှာဒုတိယကဒီမှာလေးတုံးငါးလို့ခွေပြီးဒါဒုတိယကပထမကမှာသူ့ဘောမှာခွာငါဒုတိယကမှာခွာချောက်အခွာချောက်လို့ဖြစ်တယ်လေသူ့ရဲ့တောင်းခွန်30ဆိုတဲ့ကနန်းကဒီလေးတုံးငါးရဲ့ဘူးရှိထုတ်တဲ့ခွန်30ကနန်းနောက်မနေ့ကျော်ခွန်30ရထုတ်ပြီး ထွက်တဲ့ချိန်မှာပထမတစ်ခါဆိုတော့3 3 8ဆိုပြီးခွာတယ်အခုဒုတိယက3 8ဆိုပြီးခွာခွာတဲ့ချိန်မှာကျွန်တော်နှစ်ကန့်နဲ့ခွဲပြန်နေတယ်နော်ဘာကြောင့်လဲဆိုတော့ဒီမှာထားပါတော့ပြန်နောက်မှပြောမယ်အဲ့ဆိုရင်နာတတိယက၄တုံးကခွေပြီနာ၄တုံးက၄တုံးကလို့ခွေပြီအခွေပြီဆိုရင်သူ့ရဲ့သူ့ပုံမှာခွာငါခွာချောက်ဒီမှာခွာခွန်လို့ခွန်ထားပြီခွန်ပြီးရတယ်သူ့ရဲ့ဒီတောင်းဝကနေနောက်မှနေကြောထွက်တဲ့အချိန်မှာ3 8ခွာ3ခွန်အခွာဒီနေရာမှာကျွန်တော်ဖမ်းတာဘာကြောင့်လဲသူ့ပုံမှာ3ခွန်3 8 3ခွန်3 6ဆိုပြီးတော့လောက်တာဒီနေရာမှာလိုရာရေးဟိုတူညီမှုရှိရာတွေဒီမှာ3ကဆက်ကတော့လို့ခွေပြီ ဆွဲပေါင်းရအောင်အများကြီးပဲအခုဒီမှာကျွန်တော်ဆွဲပေါင်းပြရမယ်လေအဲတူတူမထွက်ခင်ဒီမှာဒီမှာဆိုရင်6ထိပ်6ထိပ်ကိုဆိုတော့ဒီဒီဇောင်း6ပုံနဲ့ပေါ့နော်6ထိပ်ကလည်း6 5လေးစီနေနဲ့ပွားမယ်ဇောင်း6เนาะဇောင်း6အဲအဲ့ဆိုရင်ကျွန်တော်ကဒီမှာဒီခုံတော့လက်ထွက်တဲ့ချိန်မှာသူ့ရှိတပွဲချုံမှာသူ့ရှိသူ့ရှိဒီမှာ5ထိပ်5ထိပ်ကိုဆိုတော့ဒီဇောင်းကဒီလို6သူ့ရဲ့เนาะ3သူ့ပေါ်မှာ3 8 3ခုံ3 6ဆိုစီနေဖြစ်လာတာเนาะအဲအဲ့ဆိုရင်ကျွန်တော်ကဒီမှာဒီညမှာကျွန်တော်ဖမ်းခဲ့ပြီပေါ့ဖမ်းခဲ့တဲ့ချိန်မှာသူ့ပေါ်မှာ3 6တပွဲချုံမှာတပွဲချုံမှာ3 6ကိုဒီမှာသူက6 5 4ထိပ်ဆိုပြီးဖြစ်ပြီ ဖြစ်ပြီးဆိုရင်ဒီဇောင်းကဒီလို6ရက်အဲ့လိုလို6ရက်အချိန်မှာအဲ့ဒီ6ရက်အပေါ်မှာတွေ့တယ်လေးခါဒီမှာကျတော့6ခါနော်လေးခါစီနီယာလာဒီမှာ6ခါ6ခက်6ခက်ပြီးတော့ဒီမှာသူ့ရှိမှဒီဇောင်း6ရက်ဖြစ်တဲ့ရှိမှ9 9ခက်အဲ9ခက်ပြီးတော့ဒီမှာ6ခက်ဒါနော်ဒါတုံ့ပြန်မှုရှိရတယ်အဲတုံးကဆိုတော့ဒီလိုကတော့အများကြီးရှိတာပဲအဲ့တော့ဒီမှာ6ခါဒီမှာဇောင်း6အဲဒီမှာဇောင်း6ခါပြီးတော့9ခါအဲ့ဒီမှာဇောင်း6 6ခါအဲ6 9လေးကိုပြောင်းပြန်နေတယ်သူကခါးလေး5 6လို့ပြန်ထောက်တာသူကမဟုတ်ဘူးဒီကပြေးချသွားတာဒီလိုကပြေးချသွားတာ နှစ်နှစ်ကျော်ပါပဲเนาะလိမ့်လိမ့်တာလိမ့်စားတာအဲ့တော့ကျွန်တော်တို့ဒီမှာကလည်းသူကဒီနှစ်ဥမာဂရိတ်23နှစ်သက်ရှိတာဟုတ်နှစ်သက်ရှိတာအဲ့အဲ့မှာသူကဒီ6နှစ်6လို့လာဖြစ်ပြီဖြစ်ပြီဆိုတော့သူရဒီတောင်းမှာကြာနေတယ်မှာ93အကြိမ်တိုက်မဟုတ်ဘူးသူကဒီအဲ့လို93မပြောနဲ့ဒီတောင်းမှာတနားအောင်သူကဖိချသွားတယ်အဲ့ဒီမှာဒီလောင်းနေတင်လားဆိုမဟုတ်ဘူးเนาะဒါကအမြင်ပဲပြောပြတာအမြင်ပဲပြောပြတာကျွန်တော်က2000လိုက်လိုက်တာ2000လိုက်လိုက်တော့မုတ်တာပေါ့နော်။ငါလေးကျွန်တော်ပြီးခဲ့တဲ့ပွဲကအဝတ်ရှိတဲ့ကြီးပြောပေးတယ်။ hai chỉ nó thoải nhé là cho chúng tôi sẽ giảm nhé thoải nhé cho chúng tôi sẽ giảm thoải nhé cho chúng tôi sẽ giảm cái này là gì ông ở trên này hả à đã 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 có chuyện là gì có chuyện là gì có chuyện là gì chỉ cần cắt hình ai 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 အဲ့ဒီဟာကျွန်တော်လိုင်းမဆာရောက်ခဲ့တယ်ခေါင်းငါးခွေရနေကတ်စီဖြစ်ခဲ့ဆိုတယ်ခွေပေါ့ဗျာဒီမှာ၃လေးနေလို့ဒီမှာတေးတေးပြန်လည်းလေးလေးခွန်အဲ့၃လေးနေဒီအခြေကတ်ကတော့၃မိနစ်ကျော်ပြန်လာသူ့ဘောအကနာအဲ့ဒီ၃လေးနေရအောင်ကိုဒီအခြေကတ်ကိုဆွဲထည့်ခဲ့တာဟင်နော်ဆွဲထည့်ခဲ့အဲ့ဒါဆိုရင်ဒီ၃လေးနေရအောင်ကဒီ60ဆယ်ကလည်းဒီရ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 ကနာအဲ့လိုဆွဲထည့်တာပေါ့နော်ရှုပ်ပါဆိုလို့ကျွန်တော်ဒီရဒီရကောင်အခြေကတ်ဆွဲထည့်တာ အဒီကောင်အခြေလိုက်ဆွဲထည့်ခဲ့ရခဲ့ကြတော့ကျတော့သူ့ရဲ့ဒီဇင်းမြေပါပေါ့ဗျာဒီတုံတုံးလေးနေကလေးခွန်9ခွေရ6ခါရအောက်ကလေးလေးခွန်ရှင်း9နေမြောက်ကဟိုဒီ920နဲ့အောက်ကကောင်အဲ့ဒီကောင်ကသူ့ရှင်းနေထဲမှာလည်းရှိတယ်ရှင်းနေမှရှိတာပြန်ပါလဲဆိုတော့6860ဆိုဖြစ်တဲ့ဒီအချိန်ကတည်းကလေးခုလေးကိုနောက်နှစ်ကိုလာတဲ့အချိန်မှာ920နဲ့တဲကိုအချိန်ကကို3မိ3မိကျော်အချိန်ကကိုကြာခဲ့တယ်ကြာပြီလေတော့နောက်9နှစ်မြောက်ခွဲတဲ့အချိန်မှာဒီ3400ခွေတဲ့ဒီမြင်းကုန်ကိုကြာတယ်ကြာပြီလေသူ့ရဲ့နောက်မှာ715လို့ဆောင်ထုတ်ပြီးကဏ္ဍကဏ္ဍ410လို့တဲတယ်တဲပြီလေသူ့ရဲ့အဝကဏ္ဍ88နှစ်မြောက်ကဟောဒီ ခုံတုံညာလေး6ခုလေးနဲ့အကျဉ်းလိုက်ကဲထားတဲ့ကောင်အဲ့ဒီကောင်88နှစ်မြောက်ကိုခုံကူးခဲ့တာသူ့ရဲ့ဇင်းမြစ်ကဒီမှာ49ဆိုပြီးဖြစ်တဲ့ဒီ9ရှိရှိဟာနောက်88နှစ်မြောက်ကိုထွက်တယ်ထွက်တဲ့ချိန်မှာဒီ6ခုလေးနဲ့အကျဉ်းလိုက်ကိုထွက်တယ်ပေါ့ဗျာထွက်ပြန်လေသူ့ရဲ့အကျဉ်းလိုက်မှာခုံတုံညာလေးလို့ထည့်ခဲ့တယ်ကျန်တဲ့ဟာလေးရှိသေးတယ်နော်တော်တော်ဖိနေဆွဲပြအဲ့ဆိုရင်ကျွန်တော်ကဒီမှာအဲ့ဒီအောက်ကိုလက်ထွက်ခဲ့တာအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာလေဒုတိယကံမှာဒီမှာ3နှစ်နဲ့တည်ပြီးတည်ပြီးတော့9ခု6ခါသူ့ရဲ့အောက်က2ရှိဟာ8 9နှစ်မြောက်ကဒီမှာ850နဲ့အကျဉ်းလိုက်ကောင်အဲ့ဒီကောင်သူ8နှစ်ထဲမှာ8နှစ်ထဲရလေ လာခဲ့ကောင်လာခဲ့ကောင်ပေါ့နော်ဒီ6 8 60လို့ဖြစ်တယ်သူအချိန်ကက8 9အဲ8 9ဟာသူကပရိငါးကြီးပဲနော်ကွန်ထိတ်ရှိတဲ့အဲ့တော့ဒီမှာလက်ထွက်ထွက်ပြီးလည်းသူက9နှစ်မြောက်ကိုပို့တဲ့ချင်းဒီကောင်နဲ့အချိန်ကက်ကိုပို့ပို့ပြန်လည်းသူ့အောက်ကိုကနဦးအဲ့မှာအချိန်ကက်ဆွဲချခဲ့တာကြာပြီဒီ3လေးမိနစ်အချိန်ကက်ကနကဒီလိုပြန်ရခဲ့တာဒီ3လေးမိနစ်အချိန်ကက်ကနက3မိနစ်လောက်ပြန်ရခဲ့တာအဲပြန်ရခဲ့ပြန်လည်းဒီကောင်နဲ့အချိန်ကက်ကိုအလုပ်ထည့်ပြီးတာနဲ့ထည့်ပြီးတာနဲ့ဒီလေးလေးခွန်ဒီညနာမှာ8.5ဆောင်းလို့ဒီကောင်နဲ့တော့8.5လို့ဆောင်းပြီးလေးလေးခွန်ကနကနပြေးတာပြေးပြန်လည်းသူ့အောက်ကကနရဲ့88နှစ်မြောက်ကဟောဒီခွန်တုံညာလေးနဲ့ဟိုဒီ69လေးလို့အခြေလိုက်တည်ထားတယ်ကော ဒီကောင်က88နှစ်မြောက်ပါဟောဒီမှာ419လို့ခါသုံးလုံးလဲတာ419 419လေး419လို့ခါသုံးလုံးလဲတဲ့ဘွားကောင်419ခါသုံးလုံးလဲတဲ့ဘွားကောင်ကိုအဲ့419ရောက်ကိုထည့်ခဲ့တာအဲ့ဒါဆိုဟုတ်ပြီအဲ့ဒီ419ဟာနောက်နှစ်ကိုတက်ပြထုတ်ခဲ့တဲ့အချိန်မှာ930လို့930ပြန်ကြအောက်တပွဲချုပ်ကိုထုတ်တာအဲ့ဒီ930ရအောက်တပွဲချုပ်ပြန်ကြခဲ့တဲ့ကဏ္ဍဟာသုံးပေသုံးပေကိုဗရိချောက်ဖြစ်တယ်ဖြစ်တယ်သူရဲ့ဒီတောင်းကဒီမြင်းကုံကကဏ္ဍ316မှာသူ၈တနှစ်ကျော်ကဟောဒီ3လေးနှစ်ရရှိရလာခဲ့တဲ့160နောက်ထောင်းတော့အဲ့ဒီမှာထည့်ခဲ့တယ် မင်းအဲ့ဆိုဒီမှာ3လေးနှစ်ရဲ့ရှေ့က369ကိုနောက်တစ်နှစ်ကျော်မှနှစ်ဦးမှာ3ခုကိုလိုထည့်ခဲ့တယ်3ပေ3ပေပလေး6ထပ်အဲ့အဲ့ဒီဒီမှာခွန်3ပေဟာအဲ့ဒီလိုပြန်ကြပြန်ကြပြီးရတယ်သူ့ရဲ့အောက်တပွဲချက်ကိုကြားလိုက်ကနေအဲ့ဒီခွန်5ခုတဲ့နောက်က3လေးနှစ်ရဲ့ဖိန်ရန်လေးလေးခွန်ဒဲကြတယ်လို့2 9ကဒဲကြခဲ့တာကြပြီးနေသူ့ရဲ့အချိန်တိုင်းမှာ669ကိုလိုတဲအဲ့ကြပြီးနေသူ့ရဲ့အချိန်တိုင်းမှာ669ကိုပတ်လိုက်တဲတဲပြီးရတယ်သူ့ရဲ့ဒီမှာကြားလိုက်၄ရှစ်အတွင်းလေကနေ74နှစ်မြောက်ကဟောဒီကနေဒီကောင်ကကနန်းတို့ကနန်းလေးရှင်းနေတဲ့ပြန်ထောက်ပြီး၃ကုန်း၃၃ကုန်းလို့ခါဆောင်ထိုးတဲ့လေးရှင်းနေတည်ပြီးတဲ့အကျင့်ကကလေးရှင်းနေကိုအဲ့ဒီ၆၆ကုန်းနဲ့အကျင့်ကကိုပို့တာ ပို့တယ်ဆိုဒီမှာလဲသူကတည်း669ကိုတဲပြီးရတယ်သူရဲ့မြင်းကောင်က၄ရှစ်တွင်းနဲ့ကနေ84နှစ်မြောက်ကဒီခွန်ရှစ်လေးကိုထည့်တာအဲ့ဒီခွန်ရှစ်လေးကဟောဒီမှာ၄ရှစ်နှစ်နဲ့ဒီမှာ339လို့ဖြစ်တယ်ဒီ round လေးတာနော်အဲ့၄ရှစ်နှစ်ကိုအဲ့အဲ့သူရဲ့အချိန်လေးကောင်အဲ့၄ရှစ်ကိုထည့်ခဲ့တာထည့်ခဲ့ပြီးတော့အဲ့ဒီလမ်းကြောင်းမှာဒီ390တီးကဘယ်လိုလုပ်လို့လဲဆိုတော့အဲ့ဒီ390ကြီးကနောက်နောက်နေ့ထဲမှာသူ390လို့ဆောင်းထိုးတာ390ပြန်ကြခဲ့ရင်390လို့ပြန်ဆောင်းထိုးတာအဲ့ဒီ390လို့ပြန်ဆောင်းထိုးတဲ့ဒီမှာကြရတဲ့ငန်းဟာဒီခွန်တုံးမထည့်ရအပေါ်ကြရတဲ့သူ့ရှင်းထည့်ရအထက်ဖြစ်တာဘယ်ရကနေလို့ ခွန်6နီးနဲ့အချိန်ကကအဲ့ဒီကိုထည့်ခဲ့တာထည့်ခဲ့ပြန်တဲ့ဒီကောင်ဟာပေါ့နော်ဒီကောင်နောက်နှစ်မိနစ်ကျော်ကျွန်တော်ထည့်ခဲ့တာနောက်နှစ်မိနစ်ကျော်ထည့်တဲ့အချိန်မှာဒီ15ခုနဲ့ဒီ1 3 4 5အဲ့ဒီ15ခုနဲ့အချိန်ကကိုကျွန်တော်ထည့်အဲ့ဒီ15ခုကဘယ်မှာထုတ်ကုန်ဆိုတော့စောနာကဒီ3ခု20လို့လှဲခဲ့တယ်နောက်မှာတက်ထွက်ပြီးတော့၄တုံညာရှင်းနဲ့ချုပ်ပြီးထွက်လာအဲ့ဒီ15ခုကအဲ့ဒီ15ခုနဲ့ဇောင်း3ပင်ကျော်၅ပင်မြောက်ကိုထွက်တဲ့ကနားအဲ့ဒီ3ခု20နဲ့ဒီအကောင်ကျွန်တော်ကဒီ၄၈ပုံကိုကျွန်တော်ကထည့်လိုက်တာရှင်းနေကြပါအဲ့ဆိုဟုတ်ပြီ ဒီလမ်းကြောထဲမှာပဲဒီ390ပြန်ရခဲ့ခြင်းကြောင့်သူ့ရဲ့နောက်တစ်ထဲမှာ390ဆိုပြီးထိတ်ဆီးဆုံးလုံးပြန်ပြီးစောင်းထိုးတယ်။ဒီမှာထိုးတယ်နော်။ထိုးတယ်။ထိုးပြီးရင်တုံးထိတ်နဲ့ရှေ့နှစ်ထဲကလာခဲ့တဲ့ခွန်6လေးနဲ့အကျင်ကကကောင်းဘူး။38လေးကိုကျွန်တော်ကထည့်ချင်ထည့်တာ။ထည့်တဲ့အချိန်မှာကျွန်တော်ကအဲ့မှာဒီမှာ390လို့စောင်းထိုးတယ်။ထိုးပြီးရင်ဒီနောက်ကကြာခဲ့တဲ့ကနေက89နဲ့ပုံစံလို့ရှေ့တနည်းနည်းတော့3နဲ့4နဲ့5နဲ့5နဲ့မြောက်က258။အဲ့390နောက်ကိုလာခဲ့တော့4 3နဲ့8နဲ့ချုပ်ထိတ်ဆီးဆုံးလုံးလေး ်လင်းရတယ်အဲ့ဒီသူ့ကိုလာခဲ့တဲ့2980တင်း3 4 5ငါပြမြောက်တန်းတန်းမှာကြားခဲ့တဲ့ကနန်းကြားမယ်ကနန်းရှင်းနှစ်နှစ်ကျော်ကဟောဒီ390စောင်းထိုးတဲ့အပေါ်က983ကိုကျွန်တော်ကအဲ့မှာထည့်တာထည့်တဲ့အချိန်မှာအဲ့ဒီမှာ983မှာသူ့ရှင်းနှစ်ထည့်ခွန်ချောင်းလေးလို့လာတာသူကအဲ့လိုမဟုတ်ဘူးအဲ့ဒီသူ့ရှင်းနှစ်ကျော်ကကနန်းကိုပဲတစ်ထောက်ခင်းနဲ့ပြီးသေးတယ်လို့ကျွန်တော်ပြောတာလေရှင်းနှစ်ကျော်ကခွန်ရှိကိုတစ်ထောက်ခင်းနဲ့ပြီးသေးတာကျွန်တော်ကဘာလို့အာရုံရလို့မမကကအစိုးရထုတ်လိုက်တာကျွန်တော်ထဲမှာတင်မောတာ ကိုတယောက်ပါတာပေါ့နော်ဘာလို့ကြာသူက23ရက်နေတမောတရမှာတဲ့ငါတရမှာဆိုတော့မဘာကလေးဖြစ်နေဆိုကျွန်တော်23ရက်နေတိုင်းထုတ်ပြီးပြလိုက်တာဈာထဲမှာဆိုတော့အလွယ်အကွဲပြောင်းအလွယ်ပြားနေအလွယ်အပြောင်းနေဖြစ်ဖြစ်လာပေါ့ပြောလို့လို့မရဘူးပေါ့နော်ဒါပေါ့ပေါ့ဖြစ်သွားတာဒီကောင်ကဒီကိုရှိကိုရှိခုံကကျွန်တော်မဘာလေးရှိစီမဘာထဲမှာလည်းခဏခဏပြောပြလိုက်တယ်နှစ်ဆက်ရတယ်ချောင်းနေလည်းခဏနေပဲတန်ပေးသွားတာပေါ့နော်ဒါရှင်းနှစ်နှစ်ကျော်ကနားဆိုပြီးတော့အဲ့လိုမျိုးထည့်ချင်တာအဲ့တော့ဒီ9ရှစ်တုံးကဒီမှာလည်းသူကမုံရှိတယ်လို့ဟောဒီမှာကျွန်တော်တို့36အောင်ကျဲတဲ့ဝင်စက်က လာပြီတမန်ဒါကလည်းငါရှိတော့၃၅ချောက်အောင်ကြဲကိုစကအဲ့တော့နေ့ဥမာတိခါရုခါကစားတယ်ငါခုလို့ခေါ်တာနှစ်ကနေ့ဥမာတိခါရုခါကစားတယ်ငါခုလို့ခေါ်တာနှစ်ကအဲ့လိုဖြစ်တဲ့ချိန်မှာသူ့နဲ့နေ့အကွာဝေးလိုက်တာဘယ်နဲ့ချင်းကနန်းလဲဟောဒီမှာတလဲနားပြန်တယ်လို့ဆယ်ချင်းကနန်းသူ့နဲ့အချင်းကဆယ်ချင်းကနန်းဘောနော်တွန်လေး1 2 3 4 5 6ခု8ရှင်းနေမြောက်ပေါ်လိုက်တာနဲ့ဆယ်ချင်းကနန်းကပြန်ကြတယ် ်ပြန်ကြတော့ဘယ်မှာကြာတော့ဒီ69လေးလို့ခါထောက်တယ်အဲ69လေးရဲ့ဘောကသူ့ကိုဇင်းမြစ်စီကြောကိုကျွန်တော်တို့ပြောရမယ်ဆိုရင်ဘယ်ကနေလဲလို့ပြောချင်တာကတော့နှစ်ဦးငါးခုခွာတယ်ဆယ်ချင်ကနန်းရှင်းနေမြောက်ကဆယ်ချင်ကနန်းပြန်ကြတယ်နှစ်ဦးငါးခုလို့ခွာတယ်ရှင်းနေမြောက်ကဆယ်ချင်ကနန်းဒီမှာပြန်ကြသွားတယ်ကြကြရတဲ့ကြောင်းကြီးက69လေးလို့ဒီမှာလာထောင်လို့လာကြတာဒီမှာအောက်မှာလာကြတာကဝီးမှာလာကြတာက69လေးအောက်မှာလာထောင်လို့ဘာကြောင့်ထောင်လဲဆိုတော့အဲ့ဒီဒီလမ်းကျော်ထဲမှာဒီနှစ်နှစ်ငါးလေးလို့ဒီလိုမျိုးပုံစံတူနှစ်ကတည်းကနှစ်အပေါ်ဝီးလိုက်အတူတူပဲနော်အချိန်တိုင်းပဲအဲ့တော့နှစ်ငါးလေးလို့ဒီလိုပုံစံတူအချိန်တိုင်းဒီလိုတည်ထားပြီး အတဲထားပြီဆိုတာနဲ့အဲ့ဒီနှစ်ငါးလေးဒီနှစ်ငါးလေးဟာလည်းလာတဲ့ကောင်လို့ရှင်းနှစ်နှစ်ကျော်ကလာခဲ့တဲ့နှစ်ငါးလေးဖြစ်တယ်ဖြစ်တယ်ဖြစ်တော့ခွန်ငါးပြည့်လို့အချိန်တိုက်ပြေတယ်သူ့ရဲ့အောက်တဝဲကျော်မှာ6.5လို့ဆောင်းထိုးတယ်အဲ့ဒီလိုအချိန်တိုက်ပြေထားတဲ့ငါးလေးနှစ်ဟာနောက်နှစ်နှစ်ကျော်ဖြစ်တဲ့အချိန်မှာဟောဒီလိုအချိန်တိုက်နှစ်ငါးလေးနဲ့ပုံစံတူရိုက်တာအဲ့ဆိုရင်ကျွန်တော်ဒီမှာခွန်ငါးပြည့်ပတ်လေတဲတယ်တဲပြီးရတဲ့နှစ်ငါးလေးဖြစ်တယ်သူ့ရဲ့အောက်တဝဲကျော်မှာ6.5လို့ဆောင်းထိုးတယ်ထိုးတဲ့နှစ်ငါးလေးဟာနောက်နှစ်နှစ်ကျော်မှာလက်ထွက်တော့ဟောဒီလိုအချိန်တိုက်နှစ်ငါးလေးနဲ့အချိန်တိုက်ပေါ့နော် နေရမှာလေ။ငင်္ဂါလေးနဲ့အချိန်ကကိုဒီလိုမျိုးလိုက်ထည့်ခဲ့တာ။ထည့်ခဲ့ပြီးရတယ်။ဒီလိုနော်ဒီကောင်လေးအချိန်ကကိုပြန်ချိန်ဆက်ဆုံးမယ်။သူ့ရဲ့အဲ့လိုထည့်ခဲ့ပြီးနဲ့သူ့ရဲ့ဘေးက6ကောင်းကောင်းနောက်တစ်ပြစ်ကျော်သူကလိုက်ထုတ်တာ။ထုတ်တော့ဘယ်မှာထုတ်လို့အဲ့ဒီငင်္ဂါလေးရဲ့ဘေးကထုတ်ခဲ့တဲ့ကောင်။သူ့ခြေကိုခြေပဲနော်။အဲ့ဒီခွန်ငါးတကပို့ခဲ့တဲ့ငင်္ဂါလေးဘေးကကောင်ကိုထုတ်လိုက်ချင်းနောက်တစ်ပြစ်ကျော်ထုတ်လိုက်ချင်းဟောဒီခွန်ငါးတငင်္ဂါလေး6 3လို့ဇောင်းထိုးရဲ့အင်းနှစ်တုံးတုံးရဲ့ဇောင်းစင်းနဲ့တပွဲကျော်ထုတ်ခဲ့တာ။အဲ့ဒါနဲ့ဒီငင်္ဂါလေးရဲ့ဘေးကအဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာ ဒီလိုနှင်းကားလေးတည်ခဲ့တယ်အဲ့ဒီနှင်းကားလေးရှင်းနှစ်နှစ်ကျော်ကဟောဒီခွန်ကားတင်တဲ့အချိန်ကအချောက်ညာငါးဆောင်လို့တဲ့အချိန်ကအဲ့ဒီလိုတည်ပြီးတော့သူ့ဘေးက6ခွန်6ခွန်နောက်တစ်နှစ်ကျော်ကိုသူကထုတ်တဲ့အချိန်မှာခုနကလာခဲ့တဲ့ခွန်ကားတင်ငါးလေးနှစ်သူ့အောက်မှာ6ညာငါးလို့ဆောင်းဖိုးတဲ့ဒီအိနှစ်တော့တုံးဆောင်တဲ့တပင်းကျော်ကိုထုတ်တာထုတ်ပြန်တယ်6 9လေးလို့ထောင်းတယ်ထုတ်ပြန်တယ်သူက6 9လေးလို့ဒီမှာထောင်းတယ်နော်ထောင်းပြန်တယ်သူ့ရဲ့အချိန်ကမှာ၁၀ချိန်ကနန်းကပြန်ကြတယ်ဒီလိုထုတ်ပြန်တယ်သူ့ရဲ့အချိန်ကမှာ၁၀ချိန်ကနန်းကပြန်ကြတယ်အဲ့ဒီလိုပြန်ကြပြီးတော့သူကနေ3 3 4 5 6 ချောင်းမြောင်တန်းတန်းကခွတ်ပြင်းနဲ့ခုန်ကြီးအတွင်းနဲ့ကနန်းကိုနောက်နှစ်ကိုသူကထဲထုတ်ထုတ်ပြီးတာနဲ့သူ့ရဲ့အပေါ်ကကနန်းကိုပြန်ကြကစားတာဟုတ်ပါလားနော်ပြန်ကြကစားတာအဲ့ဆိုရင်ကျွန်တော်ကဒီ၁၀ကျင်းကနန်းကဒီမှာ၆လေးကိုနဲ့အချိန်ကကြာပြီတော့သူကနေတနေ့နေ့၃နေ့၄နေ့၅နေ့၆နေ့၆နေ့တန်းတန်းသွားတဲ့ဒီ၄တစ်ခွန်ခွတ်ပြင်းတဲ့ကနန်းကိုနောက်နှစ်ကိုထဲထုတ်တာထုတ်ပြင်းနဲ့သူ့အပေါ်ကကနန်းကငါတစ်ခုကပြန်ကြတာအဲ့အဲ့လိုလိုပြန်ကြပြီးတာနဲ့ကျွန်တော်ဒီနေရာဖမ်းတာပေါ့နော်ပြန်ကြပြီးတာနဲ့ဒီအောက်တပွဲကျော်ပါလေသူက ပြန်ကြတာသူ့ရဲ့အောက်တပွဲကျော်မှလည်းပြန်ကြခဏလေးဆော့တာသူ့အောက်တပွဲကျော်မှအဲ့ဒီမြစ်ထဲမှာသူကဘယ်လိုလုပ်ကစားလဲဆိုတော့အဲ့ဒီလိုကစားပြီးတာနဲ့ကျွန်တော်ကအဲ့ဒီမှာမူခွဲလိုက်တာကကလင်နာမှာခွန်ခွန်ကိုလို့ခါတော့လုပ်ခဲ့တာနှစ်ကက်ရှိတယ်ကျွန်တော်ပြောဘူးလေဟိုအရင်နေ့တည်းသူ့ရဲ့ဒီကတပင်ကျော်ကရှစ်ပုံကမူခွဲလိုက်ပြီနော်မူခွဲလိုက်ပြီပြန်ကြအဲ့ဒီပြန်ကြပေါ့နော်ခွန်ခွန်ကိုလို့ခါတော့လုပ်ခဲ့တဲ့တပင်ကျော်ကရှစ်ပုံလေးကိုပြန်ကြ အဲ့ရှိတော့ညာလိမမြားပြရတာကျွန်တော်ဒါသင်္ကေတနဲ့မလို့ပပလိပြရင်ဒီလိုပဲပြမှာတပင်းကျော်ကျွန်တော်ကဒါမှမဟုတ်တဲ့မှာကျွန်တော်ဒီညာနဲ့ယူတာပပလိကိုဒီဆိုင်ကိုပြလိုက်လို့လေမှန်မှကျွန်တော်အဲ့ဒီမိမှဆိုတော့ကျွန်တော်ညာလိမသိမှသာထောက်တာအဲ့ဘာလို့ဒီခုန်ခုန်ကိုနှစ်ကန်နေပဲကျွန်တော်ယူမှာအဲ့ခုန်ခုန်ကိုအဲ့ဒီလက်မှာခုန်ခုန်ကိုတည့်ပြီးတော့ဒီမှာအဲ့ဒီကနံပြန်ကြခဲ့ပြီးတာနဲ့သူ့ရဲ့ဆောင်းတပင်းနဲ့ပင်သုံးပင်ပေါ်တပွဲကျော်လိုက်အဲ့ဒီကနံအဲ့ဒီမြေကြီးပြန်ကြအရေးပြန်ကြတော့ကိုတုံညာနဲ့လို့ခါထောင်နေနှစ်ပင်နှစ်ခါရဲ့ဘေးအောင်ပြန်ကြခဲ့တာအဲ့ဒါဆိုရင်ကျွန်တော်တို့က သူ့ရဲ့အတခွေးချောင်းပြန်ကြရတယ်နော်အဲ့ဒီမှာကျွန်တော်မူခွဲထုတ်လိုက်ပြီထုတ်လိုက်တဲ့အချိန်မှာခုန်ခုန်ကိုလို့ဖြစ်တယ်သူ့ရဲ့တခွေးချောင်းရှစ်တုံညလေးနဲ့ပုံစံလေးငါတိကူကမပြန်ကြခဲ့တာမြားပြထားပြီနော်ဒီမှာကျတော့အပေါ်အပေါ်ကနားကိုမြားပြထားတာဒီမှာကျွန်တော်ပြန်ကြအောင်ဒီမှာကျတော့အောက်ကနားကိုမြားပြထားတာဘာကြောင့်လဲခုန်ခုန်ကိုကိုကျွန်တော်နှစ်ကက်ကိုမူထုတ်လိုက်ချင်တာအဲ့တော့အဲ့ခုန်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 ကိုကနေအချိန်ကကို9တိရှစ်တုံညလေးနဲ့အချိန်ကကောင်ပြန်ကြခဲ့ပြီသူကနေဆောင်တစ်ပင်နှစ်ပင်သုံးပင်တက်တက်အပေါ်တခွေးချောင်းက3 6ကအပေါ်ပြန်ကြခဲ့တယ်ဘယ်ကပြန်ကြတော့ကိုတုံညနှစ်လို့ခါထောင်နေဘေးကကနားအဲ့ဒီခုန်ခုန်ကိုလို့ခုန်ခုန်ကိုလို့ခါထောင်လုံးနေတဲ့ဘေးကတပင်ချောင်းက ရှစ်လုံးများလေးပြန်ကြတဲ့အချိန်လေးကိုပြန်ကြတာဗျာပြန်ကြတဲ့အချိန်မှာ तू ကခါးဒီအပိတ်ထိတ်ဒီခါအပိတ်ဒီထိတ်ဆိုပြီးတော့ပြန်ကြတာနော်အဲအဲ့ဒီလိုပြန်ကြတယ်အဲ့ဆိုဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ကဒီခွန်ခွန်ကိုလို့ခါးတော်လုံးလဲတဲ့ဒီတပိကျော်ကငါတိကိုပြန်ကြခဲ့တော့သူ့နဲ့အချိန်ကိမ်းမှာပြန်ကြခဲ့တဲ့ကနဲဟာအပေါ်ကကိုတုံညာနှစ်လို့ခါးတော်လုံးထောင်နဲ့ဘေးကနဲပြန်ကြတာအဲ့ဒီမှာလဲ तू ကခါးဒီအပိတ်ထိတ်ဒီခါတုံးပိတ်တုံးပိတ်ဒီတုံးထိတ်ဆိုပြီး356ဆိုပြီးပြန်ကြခဲ့တာအဲ့ဒါလိုကြပြီးရတယ်သူ့ရဲ့အောက်ကိုလိုက်ခဲ့တဲ့ကနဲဟာ တနှစ်3 4 6 9 10 10နှစ်တန်းတော့လိုက်တာလေသူဘီက17နှစ်ယောက်ကကနန်ဒီလိုဇောင်းမေးလွယ်တက်ဇောင်းတန်းတန်းကိုမေးလွယ်ရိုက်တာတတိယမေးလွယ်တနှစ်မေးလွယ်ရိုက်နော်အဲ့ဒါဆိုကျွန်တော်ကဒီကောင်ဟာတနှစ်3 4 5 6 9 10 10နှစ်မြောက်တန်းတန်းတော့လိုက်တယ်ဒီမှာအောင်ချက်ဒီလိုပဲအချိန်တိုင်း6 4 6ကျော်ကအချိန်ကြီးလည်းခဲ့တာအဲ့ဒါဆိုဟုတ်ပြီကျွန်တော်ကသူ့အောက်ကိုထက်လိုက်မှာသူ့အောက်ကိုထက်လိုက်တဲ့ကနန်ကကနန်ကကနန်6 6တော့မှပါတယ်နော်မမထဲမှာကနန်ကကနန်ထည့်ထားတာအဲ့ဒါ6နှစ်ကျော်က6 3 8 6နှစ်ကျော်က ဒီမှာခုံရှိကိုကြီးထွက်သွားတာကျွန်တော်တို့ကဟောဒီ9ရှစ်တုံးယူတာအဲ့ဒီ9ရှစ်တုံးကဘယ်ဟန်လာခဲ့တဲ့ကောင်လဲဆိုတော့ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ကဒီကိုတုံညာနေတာဘာကြောင့်လဲအဲ့ဒီကိုတုံညာနေဟာအဲ့ဒီနေရာမှာ290ပတ်လည်လိုက်ထွက်တာအဲ့ဒီကိုတုံညာနေဟာ290ပတ်လည်လိုက်ထွက်တာအဲ့ဒီမှာနှစ်ကရှိတာအဲ့တော့ဒီကိုတုံညာနေဟာအဲ့ပြန်ကြခင်ကိုကိုတုံညာနေပတ်လည်လိုက်မထွက်ခင်ကိုဘာလုပ်ခဲ့လဲဆိုတော့ तू ဟာရှေ့တနေ့နှစ်နှစ်သုံးနှစ်၄နှစ်၅နှစ်၆နှစ်9နှစ်10နှစ်9နှစ်10နှစ်မြောက်က290ပြန်ကြခဲ့တာဟောဒီမှာ 1 2 3 4 5 6 9 6 40နဲ့အပေါ်ခုနှစ်ကြိမ်ရောက်ကခဏခုနှစ်90ပြန်ကြခဲ့တာပြန်ကြပြန်လေအဲ့ဒီတော့နောက်17နှစ်မြောက်ကိုလိုက်ထွက်ဖို့အတွက်ကိုဒီမှာထွက်ဖို့တော့သူက9တုံညာနဲ့လို့ထောင်းပြီးမှခဏအလုံးလိုက်ချတာအဲ့လိုထောင်းပြီးကြတယ်ဒီ9တုံညာနဲ့ရဲ့ဘေးကခဏအပိတ်တိခိတ်ခါခါဒီအပိတ်ခိတ်ဒီခါလို့အဖြစ်နဲ့ပြန်ကြတော့ဟောဒီခွန်ခွန်9လို့ခါလုံးလေးတဲ့ဒီတပင်ကျော်ဟာ၈တုံညာနဲ့ပြန်ကြတဲ့အကျင့်ကိုပြန်ကြခဲ့တာကြပြန်သူ့အဖို့ ရှင်းစစ်တနည်းကအကျင့်ကနန်းကိုဆွဲကြရ။အဲ့လိုမျိုးကျွန်တော်ကဒီမှာ၄60ပဲ။လေးချောင်းပဲ။သူကနေ1ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်တက်လိုက်တာ90။အဲ့ဒီ90ပြန်ချ။အဲ့ဒီကနောက်ဆက်တနည်းမျိုးကိုလိုက်ထွက်ဖို့အတွက်1 2 3 4 5 6 7 8 7တနည်းမျိုးကိုလိုက်ထွက်ဖို့အတွက်9တုံးညနေလို့ထောင်။ထောင်ပြီးကျမသူ့ရဲ့ဘေးရကနန်းကိုပြန်ချတာနော်။ကနန်းအဆန်ချိန်လာတာအတူတူပဲပြောတော့အဲ့ဒီလိုဆိုတော့9တုံးညနေထောင်မှာအဲ့ဒီနေ့က90ပဲလေပြန်လိုက်ထွက်ပြီးတာ။ဟုတ်လားကနှစ်ကပ်ပဲရှိတာနော်။ဒါမှမပါရဲဆိုင်။အဲ့ဆိုရင် အဲ့ဒီလိုသူပြန်ကြပြီနဲ့သူ့အကူလည်းတက်ကနေရှုစက်တနည်းမြောက်ကအချိန်ကြိုက်တာဗျာစက်တနည်းမြောက်ကအချိန်ကြိုက်တာအဲ့တော့ရှင်းနှစ်မိကျော်ကကျွန်တော်ဘယ်ရအောင်လဲသူဟာ1 2 3 4 5 6ခု90 10စနည်းမြောက်ကဒီဗရိတ်နှစ်ကနေ3 9 3နဲ့အချိန်ကြိုက်ကကောင်းယူလိုက်တာဗျာရှင်းမပြောရင်အများကြီး9 5 3နဲ့9 3 9နဲ့အချိန်ကြိုက်ကဗရိတ်နှစ်ကပြန်ကြတယ်ကြပြရင်သူ့ရဲ့ဒီမြင်းကုံနောက်နေ့မြင်းကုံကကနာသူဟာ1 2 3 4 5 6 9 10 11နောက်17နှစ်မြောက်ကိုလက်ထပ်တဲ့အချိန်စောနာကဒီကောင်နေနဲ့အချိန်ကြိုက်နှစ်ပြင်အောက်နှစ်ပြင်ကျော် လိုက်ထွက်တာထွက်ပြီးရတယ်နောက်နေ့ကျတော့ထွက်ကြမယ်ဒီဖြစ်စဉ်အောက်ကိုထုတ်ခဲ့ပေါ့အဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာ82နှစ်မြောက်ကဟောဒီမှာခွန်ကားသုံးပတ်လည်နေအခြေလိုက်က၄တိခွန်ဟာ၃၉၃လို့ပဲပြန်ကြတော့သူ့ရဲ့ဒီငင်းကောင်ကနောက်နေ့ငင်းကောင်ကခဏနောက်82မြောက်1 2 3 4 5 6 9 10 11 17နှစ်မြောက်ကိုမှလိုက်ထွက်တော့နောက်နေ့ကိုဒီလိုအခြေလိုက်တက်ရိုက်တဲ့ခွန်လေးခွန်နဲ့ခဏဒီကောင်လေးနဲ့ဆယ်ချိန်ခဏပြန်ကြတဲ့အခြေလိုက်ဒီနှစ်ပင်ကျော်အောက်နှစ်ပင်ကျော်ထည့်ခဲ့တာနောက်နေ့နှစ်ကျော်လိုက်ထွက်ပေါ့ဒီအောက်ကိုထည့်မယ်ဆိုပြီးရှင်းလာတော့ကျွန်တော်ကအပေါ်ရှူစမ်းတယ်အဲ့ဒါဆိုဘယ်နှမျိုးရှိသွားရလို့ရှင်းလာတော့ ဒါမှမလည်းမတင်တာပနေရတော့ဟုတ်ပေါ့နော်ဒါကဟိုပြောပြတာပေါ့နော်ဒါကရှင်းနေနေကြောကနားယူစားတဲ့ချိန်သူကလိန်သွားတာပဲခွန်ရှိဖို့ကိုလိန်သွားတာအဲခါရမှာလေအဲ့တော့ထားပါတော့ဗျာအဲ့အဲ့တော့ရှင်းပြတော့မဆက်ရကြံနေတယ်အဲ့တော့ကျွန်တော်ပြောချင်တာကွာဖာပြောချင်တယ်ခိုင်းရဲ6တုံးပြည့်ဒီပွဲကို6တုံးပြည့်လေးတကွာမစိုးဘူးထိုးနိုင်တယ်လို့ကထိုးထားကျွန်တော်လည်းအဲ့မှာမှာ organize ဖြစ်နေမှာပဲနော်6တုံး6ပြည့်ဘာဖြစ်လို့လဲကျွန်တော်ကစားနေကြတာဒီမှာရှင်းပေါင်းနေလို့24ချိန်မှာ ပမကက်ဒါဒုတိယကက်သုံးကက်ပဲရှိလားလေးကက်ဒါကျွန်တော်တင်သုံးကက်ပဲเนาะရှိပါ့မယ်သူမဖြစ်ခင်ကသူကပါဝါနဲ့ခွာသုံးလို့ဖြစ်တယ်နော်ပါဝါခွာတယ်ခွာပြန်ပြိသုံးရိုက်တယ်နော်ပါဝါခွာနဲ့ပြိသုံးရိုက်တယ်ရိုက်ပြန်တဲ့သူကမှခွာသုံးသုံးပါဝါရှစ်ခါဆိုပြီးကစားပြီးတော့သူကရှိပါ့မယ်လို့ကစားတယ်နော်အဲဆိုရင်ကျွန်တော်ကဒီမှာဒုတိယကက်မှာကြာတယ်ပါဝါနဲ့ခွာပြီးပြိသုံးပြီးတော့ဂရိလေးလို့ရိုက်တယ်ရိုက်ပြန်တဲ့သူကမှခွာသုံးသုံးပါဝါရှစ်ခါနဲ့တင်ထားတယ်တဲပြန်တဲ့သူကမှပြိနှင်းလို့ရိုက်တယ်အဲ့ဒီခွာသုံးသုံးပါဝါရှစ်ခါလို့တဲပြန်တဲ့သူကမှခွာသုံးပြန်ထက်တာအဲ့ဒီရှိပါ့မယ်ကိုခွာသုံးနဲ့ပြန်ကစားတာ ဒီမှာလဲသူကခွာသုံးသုံးပါပါရှခါနဲ့တကယ်ကြီးနေသူကသူ့အောင်မှာလဲခွာသုံးနေပဲရှေးပေါင်းနှစ်ကိုပြန်ပြီးတော့ကစားတာနော်အဲ့ဆိုရင်ကျွန်တော်ဒီမှာကလည်းသူကပါဝါခွာနဲ့ပရိတ်သုံးပါဝါခွာနဲ့ပရိလေးပါဝါခွာနဲ့ပရိငါးငါးလိုရပ်ပြီးရတယ်သူ့အောင်မှာခွာပြပြပါဝါ6ခါနဲ့တင်ခဲ့လို့သူကသူ့အောင်မှာရှေးပေါင်းနှစ်ကိုခွာတင်နေပဲသူကကစားခဲ့တာကစားခဲ့တဲ့သူကနောက်နေ့ထားမှာကျွန်တော်ပြောခဲ့တာက3ချိန်မှာ4သုံးချိန်လို့ရိုက်ခဲ့တယ်ဒါလေးစိုက်ကလေးကနည်းနည်းလို့ဒီလိုလေးပြီးသွားတာ6ချိန်မှာ3ချိန်ပြီးတော့6ချိန်ပေါ့နော်ဒီချိန်၊၄ချိန်၊၃ချိန်၊၄ချိန်၊၅ချိန်၊၆ချိန်မှာ၉သုံးပြလို့ပြီးတယ်။အဲ့တော့ဒီမှာ၉ချိန်၃၆၉စီနီယာနဲ့၃ဘွဲ့ စီရတယ်အပြင်း3 4 5 6 9 8 9 10ဆိုပြီးကျွန်တော်ရေးပေးခဲ့တယ်ဒီကိစ္စမှာအထူးကမဆိုင်ဘူးနော်ဒါသုံးကတိမှာတည့်ရွေးမှမှာပဲဟုတ်လားဒါကျွန်တော်တို့တစ်ခါလေးပြောဖို့မေးတယ်နော်ပြောဖို့မေးတော့ကျွန်တော်ကကျွန်တော်တို့ဆောက်တဲ့စနစ်ကအဓိကအာစနစ်ကများတယ်အဲ့တော့ဒီ6မိ6လုံးကခွနှစ်လွဲကျင်ကြံခံလို့ရပြောတော့ပြောရင်ပေါ့ပေါ့ပြန်ရင်နာလို့ပေါ့နော်အဲ့ဒီနေရာမှာသူကနှလုံးမနှစ်တန်းဟာတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်6ချိန်လောက်မှာတစ်ခါဆောက်တယ် တစ်ချိန်တစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ကျော်မှာနှလုံးပေါင်းနှစ်တန်အကွာဝေးပေါ့နော်အကွာဝေးတခါဆိုရင်ဒီမှာလည်းတစ်ချိန်တစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်၆ချိန်ကျော်မှာအကွာဝေးနှလုံးပေါင်းနှစ်တန်ဆော်တယ်နော်ဆော်ပြန်တဲ့သူကအဲ့နှလုံးပေါင်းနှစ်တန်ခုနှစ်ချိန်ရောက်ကိုပြန်ဆော်သေးတယ်နှစ်ပါပါခွန်ပေါ့ဗျာသူက1 2 3 4 5 6ခုနှစ်ချိန်ကျော်မှာခွန်နှစ်လို့ကစားရတယ်ဒီ1 2 3 4 5 6 9 9ခုနှစ်ချင်းမြောက်ပေါ့ခုနှစ်ချင်းမြောက်ပေါ့နော်1 2 3 4 5 6 9ခုနှစ်ချင်းမြောက်ခွနှစ်စကားတယ်အဲ့တော့ကျွန်တော်တို့ကခုနှစ်ချင်းမြောက်ခွနှစ်လိုက်ရမှာ သူကနေရင်၄ချိန်၄ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၇ချိန်မှသူခွနှစ်လုံးမဆင်းခဲ့တဲ့အတွက်ဒီမှာနှလုံးမနှစ်တန်တွေ့ပြီတွေ့တဲ့အတွက်ကြောင့်သူကနှလုံးမနှစ်တန်ဟာ၇ချိန်၆ချိန်ဆိုတော့၄ချိန်၄ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်မှဘာထဲမှာပြောခဲ့ဘူးလေကျွန်တော်နှလုံးမနှစ်တန်ဆိုင်ဆိုတာမသိပြောခဲ့ဘူးလေထင်တာပဲလိုက်ရှိုးရများလို့ကြတော့မိတယ်ပေါ့နော်အဲ့တော့ဂိုင်မှုတိခွာနဲ့၆ခွာဂိုင်မှုပဲဒါပေမဲ့အဲ့တော့ပရိတ်လေးကို၇ခွာ၆တွေ့ကိုတိလုံးပိုင်းနဲ့၇ခွာ၆တွေ့ပဲမပါပါလို့၆ခု၆ခွာလည်းအဲ့လိုက်မှာပြခဲ့တာပဲဟုတ်လားအဲ့တော့အဲ့လိုက်ထဲမှာကျွန်တော်ကြိုက်တာကဒီ site လေးက၈ပေါင်း၂ဆိုတဲ့ site ကမြင်တာကိုခက်ခဲတော့ ကနန်းတကွလိုက်ထွက်နေတာပြီးမယ်လို့ကျွန်တော်ကထင်နေတယ်နော်စိတ်ကထင်နေတယ်အပိုင်တော့မဟုတ်ဘူးနော်ဘာကြောင့်ပြီးမယ်လို့ထင်နေဆိုတော့အဲ့ဒီနေ့ထဲမှာ6000တက်တယ်လိုက်ထွက်တယ်တခွက်ပဲလိုက်ကြတာအဲ့ဒါကျွန်တော်တော်တော်ကြိုက်တာဘာကြောင့်လဲနှလုံးပေါင်းနှစ်တန်ဆိုတာကဒါကနန်းအစံကြီးကပြိမမြင်တာလို့အဲ့ဒီကနန်းကိုပြီးမယ်လို့ကျွန်တော်ထင်ထားတာဒီမှာ6000တက်တယ်လိုက်ထွက်တာကျွန်တော်ပြောခဲ့ဘူးပါတယ်မကြောက်ခဏ6000တက်တယ်ဒီမှာမထွက်သေးဘူးမထွက်သေးဘူးဒီပွဲကိုကျွန်တော်ကဖမ်းလို့ရတယ်ဘာကြောင့်ဖမ်းရတာတကူးထည်အောင်မလိုက်တယ်အဲ့ဒီကိုထည်ကိုသူ့ရဲ့ငင်းကုန်မှာလေးကူပါပါလေးခဲ့ကျူအေးထားပြီလား တဲထားပြန်အဲ့ဒီ6 3တင်လိုက်ထွက်တော့သူကနောက်ပေါင်း9လို့ကိုထိနေနောက်ပေါင်း9အဲ့ဒီကိုထိကဒီလိုပါဝါကစားတာနော်ပါဝါကစားတာအဲ့ဒီအကို6 3တင်လိုက်ထွက်ထားလေနော်ဒါကကြိုက်နေထူတာနော်အဲ့ဒါဆိုမပါလို့နော်မပါလို့အဲ့တော့ဒီဟာနှစ်ကုန်ပြီးပါတော့မှဒီ6 3တင်ကအဲ့တော့ तू ကဒီမှာကလည်းဒီတိုင်းပဲဒီကိုထိရအောင်ပေါ့အဲ့မလေးထိကိုထိပါဝါပုံနေသူကစားတာကစားပြန်တယ်ဟိုကနောက်ပေါင်း9ပြီးတော့ဒီမှာနောက်ပေါင်း6အဲ့ဒီနောက်ပေါင်း6အောင်မှာ36တင်လိုက်တာနော် ကျွန်တော်ဒီထိုင်ဒီညမှာကိုးထိုင်တာအခုမှကြာတာကြားတဲ့ချိန်မှာလည်းတိုက်တိုက်ဆိုင်ဆိုင်နေလေးထိပ်ပါဝါကစားတယ်ငင်းကုန်ပါဝါလေးထိပ်လုံးရက်ပြီးတော့နောက်ပေါင်း9နောက်ပေါင်း6နောက်ပေါင်း9နဲ့ကစားသွားလို့အဲ့ဒီပေါက်ကို63လိုက်ရပါမထားရင်လည်းမွေးတာနော်ဒါကကြိုက်တယ်လို့63ကမွေးတာနော်အဲ့ဒီထဲမှာဖားလိုက်ပါဖားလိုက်ပါနော်ဖားဆိုရင်ကျွန်တော်ကဒီ6ထောင်ကိုပို့ကြိုက်တာနော်6ထောင်ကြိုက်တယ်6ထောင်ကြိုက်တယ်1ထောင်ကြိုက်တယ်အဲ့နောက်ပေါက်ကိုကြိုက်တယ်အဲ့မှာ 哎，你妈的妈，突然你来出来了，突然，啊突然，哎妈突然来出来，突然来出来多，这老少那个你妈东京，超级，东京嘛古东的，超级嘛古东的，古京嘛古东的，不哩，俺有爹的路，路还得拉着，那是东京，突然，那是的钱，东的古呢，突然，古钱，突然。 ဲ့ဒီလိုထိုင်တာဘို့တော့ကိုဆက်ကအားဟောဖြစ်နေနော်သူ့ရှိမှာအိုးထိတ်လေးဘိတ်ခွာပေါင်းကြီးကအိုးထိတ်နဲ့တော့နော်ကိုထိတ်ပုံလေးကိုနောက်ပါလေးတော့မစီနေပြေးထားတယ်ပြေးပြီးတယ်သူ့အပေါ်မှာဘာလို့သူကစားထားလဲဆိုတော့နောက်ပေါင်းလေးခွာတော့ကိုထိတ်နဲ့ခွာတော့ကြီးငယ်နဲ့ပြေးသွားတယ်ကိုထိတ်ကိုထိတ်ကိုလေးတော့နဲ့ပြေးတယ်အဲ့ဒီနောက်မှာမထွားအဲ့တော့ကျွန်တော်တို့ဒီမှာ ကျွန်တော်ဒီခေတ်ကပေါ်ပေါ်ရတယ်ပေါ်ပေါ်နေဒီသုံးကက်လိုင်းကထွန်ရရှူတိုင်းနဲ့ကောင်းရကောက်ဖို့အာဆစ်လေးဆယ်ခွဲလုံးထွန်ရလိမ့်မယ်ဖြစ်မှာသုံးကက်ရအထားပဲအဲ့တော့ဒီမှာကလည်းသုံးထိန်နဲ့ခွန်နှစ်နောက်ပေါင်းနောက်ပေါင်းလေးပေါ့နော်ဒီမှာနောက်ပေါင်းလေးဒီပေါင်း5ထိန်ဒီပေါ်မှာလေးလေး5သုံးဖို့ပေါ့တပင်းကျော်မှာ6 5လေးလားဟောကျွန်တော်ကလည်း sorry ဒီမှာသူ့တပင်းကျော်မှာ6ခါနော်ဒီမှာ ခွာတော့ခြောက်ကဒီနောက်မှာခွာခွာနှစ်ကိုကိုကိုလေးနဲ့ခွာတော့ကိုနှစ်နဲ့ခွာနှစ်ခွာသူ့အပေါ်တပွဲကျော်မှာခြောက်ခါပြီးတော့ငါးခါခွာခွာနော်အဲ့တော့ကျွန်တော်ဒီမှာကိုသုံးကိုလေးကိုသုံးကိုနှစ်သူ့နောက်မှာခွာသူ့အပေါ်မှာခြောက်ခါငါးခါ၄ခါခွာအဲ့တော့တက်တက်ထိုင်ဘုံမလို့ရနော်ကြိုက်လို့ထိုင်ဘူးဒါပေမဲ့ထိုင်ဆိုတော့အားကြမ်းမလို့လားဆက်ပွဲ ငါးပါးကြီးထိုးပြီးတော့ကျွန်တော်ကတော့ကြိုက်တာကတော့ဟိုဒီ6ထိုင်နဲ့8ထိုင်ကြိုက်တယ်အဲကိုကြိုက်တဲ့ထိုးပေါ့နော်ဒါက price ဝက်နဲ့6လုံးပြည့်အားပေါ့နော်အားဘူးကျွန်တော်ပြေးပေးလိုက်ပါတယ်ဒါမှမလေးလည်းကြိုက်ရင်ထိုးထားပါအားလုံးပဲမင်္ဂလာပါနော်အားလုံးပဲအဲဒါမဲ့စကူချင်းမှာကံကောင်းကြပါစေဗျာနော်